အားလုံးမင်္ဂလာပါဒီနေ့မြမရွှေဈေးကညနေပိုင်းမှာလည်းအတက်ကြမရှိပါဘူးမြမငွေဈေးတွေကတော့ညနေမှာထပ်ပြီးတော့တက်ပါတယ်ဒီနေ့က26ရက်နေ့ကိုလာပိုင်း2025ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်အတိုင်းဆန်တော့ချိန်ညနေ9နာရီထုံးနေပါပြီမြမရွှေက15ပဲရေဒီချက်သားကို95သိန်း9တော့16ပဲရေဒီချက်သားကိုဆိုင်ကရောင်းနေဈေးက82တော့ဆိုင်ကလက်ခံနေဈေးက89သိန်း4တော့စနစ်တင်မီလင်းရွှေဒီချက်သားကို98သိန်း9တော့လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ ဈေးနှုန်းနဲ့ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက4180ဆိုင်ကလက်ခံနေဈေးက4100ယူရိုငွေတရူတွေကိုမြန်မာကျပ်ငွေ4185ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3230ဆိုင်ကလက်ခံနေဈေးက3180ရေယုံငွေတရူကိုမြန်မာကျပ်ငွေ990 ဩစတြေးလျဝေဒေါ်လာကိုမြန်မာကျပ်ငွေ2930ထိုင်းမန်နဲ့မြန်မာကျပ်ငွေစင်းလုံးတွေကဘက်ပီးချက်ယူသမားတွေကဘက်ငွေ985ဘက်ကိုမြန်မာကျပ်ငွေတသိန်းကျပ်ပေးမယ့်ယူသမားတွေကကျပ်တသိန်းကိုဘက်ငွေ980မလင်းငွေ103.39ကိုမြန်မာကျပ်ငွေတသိန်း ဂျပန်ငွေ3652.33ညကိုမြန်မာကျပ်ငွေတသိန်း၊ကိုရီးယားငွေ3464.26ကိုမြန်မာကျပ်ငွေတသိန်း၊အိန္ဒိယငွေ2122.24ကိုမြန်မာကျပ်ငွေတသိန်း။လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်။ပြည်တွင်းနဲ့ငွေလွှဲတော်မှာငွေလဲလဲလုပ်တော်မှာဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုအရင်ပုံဆက်ပြီးမှပဲငွေလဲလဲလုပ်ကြပါလို့ကြံပြူချင်ပါတယ်။လက်ရှိမှာတော့မြန်မာရွှေဈေးတွေကတက်ဈေးနဲ့ရှိနေပါသေးတယ်။ ကဘာရွှေစည်းကဆက်လက်တက်ဖို့လာလာရှိနေတယ်လို့မြမရွှေစည်းကလည်းဆက်လက်တက်ဖို့လာလာရှိပါတယ်။မြမရွှေစည်းငွေစည်းတွေကိုမြန်တမ်းတင်ပေးပါရစေ။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမှာခြင်းနဲ့ပြည့်စုံပြီးအနေအကင်းလို့ပေးရှင်းနိုင်ကြပါစေ။